ရိသူရဲကောင်းတဲ့ထွိုင်မြို့ပေါ်ကမြင်းယုံကြီးလုံခဲ့တဲ့နှစ်ပေါင်း3200လောက်ကစူကာယီတီမပေါ်ပေါက်ခင်နှစ်ပေါင်း1200လောက်ကလူတွေမေးလျော့သွားခဲ့တဲ့ခေတ်တစ်ခေတ်ရှိခဲ့ပါတယ်။ယနေ့ခေတ်တူရကီလို့ခေါ်တဲ့အရက်မှာအလွန်တရာစီကားကြီးကျယ်ခဲ့တဲ့ထွိုင်ဆိုတဲ့မြို့ကြီးတစ်မြို့ရှိခဲ့ပါတယ်။ထွိုင်မြို့ကနေဖျားရီစောင်းလျှောက်တဲ့မြို့လို့နာမည်ရှိခဲ့ပြီးတော့သူ့ရဲ့နေဘေတွေကစပါတာဆိုတဲ့မြို့ကလည်းထွိုင်နဲ့အပြိုင်အင်အားကြီးမားလာပါတယ်။မီစီနီဘီယင်အဂန်မင်နွန်ကစစ်သူရဲကောင်တူဖြစ်ပြီးတော့ ထိုင်နေရွှေလန်းငွေလန်းခင်းမှုတို့သူ့ရဲ့ညီဖြစ်သူစပါတာဘီယင်မီနီလီယက်စ်နဲ့ထိုင်ရဲ့ဘီယင်သမီးနဲ့လက်ထပ်ခိုင်းမှုစီစဉ်ကငိမ့်ချိုင်းကိုယူခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအကန်မင်နွယ်ရဲ့စိတ်ရင်းအမှန်မဟုတ်ခဲ့ပါဘူး။ခွေးလေးတစ်ကောင်ကတော့စစ်မြေပြင်ရဲ့တနေရာမှာဟိုနန်းဒီနန်းနဲ့ရှောက်သွားနေခဲ့ပါတယ်။သူ့ရဲ့တခင်ဖြစ်သူဟာတေဆုံနေပြီးတော့ကြီးကန်းနေရာလဲဝိုင်းအောင်နေပါတယ်။မကြာခင်မှာပဲအဲ့ဒီစစ်မြေပြင်မှာတက်စလီနဲ့မီစီနီစစ်တပ်နှစ်တပ်ဟာထိတ်တိုက်ရင်ဆိုင်လာကြပါတယ်။ တက်စလီမျိုးရဲ့ခေါင်းဆောင်ဘိုဂရီယက်စ်နဲ့မီစီနီမျိုးရဲ့ခေါင်းဆောင်အဂန်မင်ရွန်တို့ဟာစစ်ပွဲလေမှာတွေ့ဆုံခဲ့ကြပြီးတော့ဘိုဂရီယက်စ်ကသူ့ရဲ့ဘက်ကသူ့ရဲ့ခေါင်းဟာလီနဲ့တယောက်ချင်းတီးကြဖို့တက်စင်ခေါ်လိုက်ပါတယ်အဂန်မင်ရွန်ကသူ့ရဲ့သူ့ရဲ့ခေါင်းစစ်ဘရင်အာချီလစ်ကိုလမ်းခေါ်လိုက်တဲ့အချိန်မှာတော့အာချီလစ်ကစစ်တပ်တွေမှာရှိမနေအောင်မလို့တပ်သားလေးယောက်ကအာချီလစ်ကိုလိုက်ရှာနေရပါတယ်အာချီလစ်ကတော့ညာကလေးကကောင်းမလေးတောင်းနဲ့အိတ်နေပြီးတော့မလိုက်ချင်လိုက်ချင်တဲ့စစ်မြေပြင်ကိုထွက်လာလိုက်ပါတယ်စစ်မြေပြင်ကိုရောက်တဲ့အခါမှာတော့ တက်စလီရဲ့သူရဲကောင်ဟာလီကပီတာဘီန်အာချီလီကိုလန်နေနဲ့ပြစ်ပါရီအာချီလီကတော့ဟာလီရဲ့လန်သွားတွေကိုလှပစွာရှောင်တင်းနဲ့ဟာလီရဲ့စီကိုပြေးသွားကအမြင့်ကုန်ပြီးတော့အရှိန်နဲ့ပခုံးကြွက်သားတွေကိုဓားနဲ့ကန့်လန့်ထိုးထည့်လိုက်ပါရီအာချီလီကတက်စလီရဲ့စစ်တပ်အရှိမတတိရှိတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့စိန်ခေါ်နေတော့မှာပဲဘော်ဂရီယပ်ကရောက်လာခဲ့ပြီးတော့သူ့ရဲ့ဘရင်အဆောင်ရောင်ကျောင်းကိုပြေးရခဲ့ပြီးမယ်အာချီလီကငင်းဆန်ခဲ့ပါရီ ရေးနိုင်ငံရဲ့စပါတာမှာဘရင်မီနီလီယက်စ်ကမီဘီယာဟယ်လီနဲ့အတူတူထွိုင်မျိုးကမင်းသားတွေကိုညသာစားပွဲနဲ့အဲခံနေပြီးတော့အရင်စပါတာနဲ့ထွိုင်ကြားပြဿနာတွေဟာငြိမ်းချမ်းပြီဖြစ်ကြောင်းပြောပါရီမီနီလီယက်စ်ကတော့ထွိုင်ရဲ့ဘရင်ဖြစ်တဲ့ပရီမာကိုမင်းကောင်းမင်းမြတ်တပါဖြစ်တယ်ဆိုပြီးတော့တာရိုရီဖြစ်တဲ့ဟက်တာနဲ့ပါစစ်ရဲ့အရှိမချီးကျူးလိုက်ပါရီမီနီလီယက်စ်ကဟက်တာကိုအချိုးလေးနဲ့အဲခံပေမဲ့ဟက်တာကသူ့မှာကာမပိုင်ရှိကြောင်းပြောကငြင်းဆန်လိုက်ပါရီ ကာဘွေတွေကနေထထွက်သွားတဲ့ဟယ်လင်းရဲ့အနောက်ကိုပါစစ်ကလိုက်သွားတော့ဟတာကလိုက်လံချောင်းမြောင်းနေခဲ့ပါရီပါစစ်ကဟယ်လင်းရဲ့တပတ်အတွင်းမကြခင်မှာခဏမှားဝင်ခဲ့ကြပြီးအခုလည်းထမားကြဖို့ရောက်လာကြတာဖြစ်ပါရီမိမဆိုရာကကလေးထုတ်တဲ့ဆက်လိုခံယူထားတဲ့မီနီလေးယက်ကတော့ကိုလို့တော့လေးယောက်နဲ့သွားပြီးတော့ရေစုံနေတဲ့အချိန်မှာသူ့ရဲ့မိဖုရားဟယ်လင်းကတော့ပါစစ်နဲ့နောက်ပြောင်နေကြရှိပြောင်နေကြပါရီဟယ်လင်းနဲ့ပါစစ်ကချစ်သူတွေဖြစ်ခဲ့ကြပြီးတော့မီနီလေးယက်နဲ့အကြောင်းပါပြီးတဲ့နောက်မှာဟယ်လင်းဟာအသက်မဲ့အယုတ်တယုတ်ဖြစ်ခဲ့ရတာကြောင့်မလို့ သူ့ကိုပြန်ခေါ်သွားဖို့အတွက်ပါစစ်ကိုတောင်းဆိုလိုက်ပါရီပါစစ်ကဒီတိုင်းလေးသာလုံခြုံရာဖြစ်ကြောင်းနဲ့ဟယ်လင်နာသူ့ရဲ့နောက်ကိုလိုက်လာခဲ့ပါကငင်းကြိုင်းစာချုပ်လည်းပြတ်သွားနိုင်ကြောင်းဖြောင်းပြပါရီပါစစ်ကတော့သူ့ကိုမိသကြိုလိုက်တဲ့အထိဟယ်လင်ကိုမိမှာမဟုတ်ကြောင်းပြောကနှစ်သိမ့်လိုက်ပါရီဟာတာကတက်တွန်ကိုပိုစီတန်ပင်လေကိုဖြတ်ပြီးတော့ရွယ်လွင်ဖို့အတွက်ပြင်ဆင်ပါရီအပေါ်ရက်ကဆင်းလာတဲ့ပါစစ်ကိုလည်းဟတာကနောက်တစ်ပတ်ထဲမှသူတို့ကဒီမီမာမအိရတော့ပြီဖြစ်ကြောင်းပြောလာပါရီပါစစ်ကဟိုလိုလိုဒီလိုလိုလုံနေတဲ့ညီဖြစ်သူရဲ့အကြောင်းကိုသိနေတဲ့ဟတာက ထွာယုံပြဿနာဖြစ်အောင်လုပ်ခဲ့မယ်ဆိုရင်ပါစီရဲ့မျိုးလုံးတွေကိုဖောက်ပြစ်မယ်ခေါင်းကိုရိုက်ခွဲပြစ်မယ်လို့ပြောပါရီဒါပေမဲ့လည်းဟာဂျာထင်တာတဲ့ကိစ္စတကယ်ပဲဖြစ်လာခဲ့ကပါစစ်ကဟေလီယွန်သိမ်းမောပေါ်မှာဖွက်ပြီးတော့ခေါ်လာလိုက်တာအကြောင်းမလို့ဟာဂျာကဆုံးသွားသွားခဲ့ပါရီဗယင်မီနီလီယက်စ်ကတော့ဟေလင်ပြောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါသပုံထားနေပါရီတရင်ပေးရတန်ကားတဲ့တယောက်ရဲ့ပြောပြချက်ရတော့ပါစင်းနဲ့ထရိုဂျင်အချို့ကဟယ်လင်ယွန်တင်းမို့ဖို့ခုံဆောင်သွားပါရီ။ဟာဂျာကတော့ထရိုဂျန်ဘီရင်ဖခင်ပါရင်ဟာနှစ်ပေါင်းများစွာကြာအောင်ငင်းညိုင်းကိုရယူထားခဲ့တာဖြစ်ပြီးတော့ ဘာဇက်ကဟယ်လင်ကိုဒေမော့ဘော်ကိုခေါ်လာတာကဖခင်ကိုစော်ကားရဖြစ်ကြောင်းပြောတာဒေါသထွန်းနေပါရီ။အဟဂျာကတိုက်ပွဲရဲ့အနိဋ္ဌာယုံတွေမမြင်မှုတဲ့ဘာဇက်ကကြပြာမဆန်တဲ့စစ်ပွဲတစ်ခုကိုဖန်တီးလိုက်ပြီးဖြစ်ကြောင်းဟာဂျာကစိတ်ပြတ်စွာပြောလိုက်ပါရီ။ဂရင်းနိုင်ငံမီစီနီမြို့မှာတော့မီနီလီယက်စ်ကအကိုဖြစ်သူအဂန်မင်းနွမ်စီကိုတွားပြီးတော့သူကဟယ်လင်ကိုပြန်ခေါ်ပြီးရင်သူ့လက်နဲ့တက်အမှာဂျင်းနဲ့မေလို့ပြောပါရီ။မီနီလီယက်စ်ကတော့ငိမ့်ချိုင်းကိုလိုချင်တဲ့သူဟာမိမတယောက်အတွက်ဒေါသထွက်ခဲ့ရပြီဖြစ်ကြောင်းပြောပါရီ။ မေရီလီယက်ကထရိုဂျီနီယာသူ့ကိုစော်ကားတာကြောင့်သူ့ကိုစော်ကားတာဟာအကိုပြစ်သူအဂမ်မင်နွန်ကိုစော်ကားတာဖြစ်ကြောင်းထွိုင်းမျိုးကိုပြာချပြီးနောက်မှာဒီလောက်ရက်ကိုဂျင်းနဲ့နိုင်မှာမဟုတ်ကြောင်းပြောလာပါတယ်။အဂမ်မင်နွန်ကလည်းသူ့ကိုစော်ကားတာဟာဂရီတွေအားလုံးစော်ကားတာဖြစ်တာကြောင်းလို့ပြောပြီးတော့သူကိုယ်တိုင်ပဲလိုက်ပါစစ်ချီဖို့တဲ့သဘောတူလိုက်ပါပြီ။အဂမ်မင်နွန်ဟာသူ့ဟာထရိုဂျန်တွေကိုတိုက်ဖို့အတွက်ဂရီဘီယင်းနေနဲ့သူ့ရဲ့စစ်တပ်တွေကိုလိုအပ်ကြောင်းပြောတော့စစ်ဘက်ဆိုင်ရာအဂျန်ဘေးနက်စတာဟာအာဂျီလီးနဲ့သူ့ရဲ့လူတွေကိုလိုအပ်ကြောင်းပြောလာပါတယ်။ အကယ်မီတော့ကအာချီလိစ်ကထိမရအကြောင်းနဲ့ထရိုဂျန်ဒီဘက်ကနေပြီးတော့သူတို့ကိုပြန်တိုက်နေသလားထင်ရအောင်ပြောလာပါတယ်။နဇာကအာချီလိစ်ကိုထိန်းချုပ်ဖို့မလိုကြောင်းနဲ့လုပေးထားအောင်နဲ့အစဉ်ပြေကြောင်းအကြံပေးပါတယ်။အကယ်မီတွင်ရေမက်တွေကကျုံးမဘင်း OCD ရက်ကိုလာရှာတော့စိတ်ကြောင်းသားဟန်ဆောင်နေအောင်တွေ့လိုက်ရပါတယ်။ဂရင်းနိုင်ငံပေတာမြို့မှာတော့အာချီလိစ်ဟာဝမ်ကွဲညီဖြစ်သူပက်ထရိုကလန်ရဲ့တိုင်းချင်းနေတော့မှပဲ OCD ရက်ရောက်လာပါတယ်။အာချီလိစ်ကမီနီလီယက်စ်ကသူ့မိမ့်မောက်ကိုသူမထိန်းနိုင်ပေတခြားသူနောက်ပါသွားတဲ့ကိစ္စမှာ သူကဘာကြောင့်ရန်ဖြစ်ပေးရမှာလဲလို့မေးပါတယ်။ Audius ကစစ်ဘီရင်ကစစ်မတိုက်ပဲဘာလုပ်နေမှာလဲလို့မေးတော့ Archilis ကသူကဂုံတိတ်ခါအတွက်သာစစ်တိုက်မှာဖြစ်ပြီးတော့မိမလူဝင်းမှာမပါခြင်းကြောင့်ပြောလာပါတယ်။ Osidius က Archilis ဘာမှသူ့ရဲ့မိမစိတ်ချပြီးတော့သူလည်းအားရှိမှာဖြစ်တာအကြောင်းမလို့သူ့အတွက်တိုက်ပေးဖို့အတွက်တောင်းဆိုပါတယ်။ Osidius ကရေတက်ကိုလွတ်ပေးမှာဖြစ်ကြောင်းပြောတော့ဝတ်တချတော့ဖတ်ပြီးတော့ရေကူးနေတဲ့ header ကအဲ့လောက်ထိစွမ်းတလားလို့ patrol လက်ကဝင်ရောက်မေးမြန်းပါတယ်။ Osidius က Trojan တွေဂျားရဲမှာတော့ header ကအတော်ဆုံးဖြစ်ကြောင်းပြောလာပါတယ်။ အာဂျီလစ်ကသူ့ရဲ့မိခင်နဲ့တွားတွေ့တော့မိခင်ကအာဂျီလစ်ကိုစစ်ထွက်တိုက်ဖို့အတွက်တိုက်တွန်းကဒီမှာပဲနေမယ်ဆိုရင်တော့မိမရသားသမီးတွေမွေးပြီးတော့အဲ့နောက်မှာကြခင်မှာမိမြစ်တရားမေးသွားကြမှာဖြစ်ပြီးတော့ထိုင်အောင်လိုက်ခဲ့မယ်ဆိုရင်တော့လူသေးတဲ့အထိနမည်မသိဘဲနဲ့ကဘာတိခါကြံခဲ့နိုင်ကြောင်ပြောလာပါတယ်ဒီလိုနဲ့ပဲအာဂျီလစ်က ODC ရဲ့ရေးတက်တဲ့အတူတူထိုင်မြို့ကိုရောက်လာခဲ့ပါတယ်ထိုင်မြို့ထဲမှာတော့ပါစင်နဲ့ဟဲလင်ဟာစပါတာကအပြန်လာမျိုးရဲကိုပတ်ပြီးတော့ပြည်သူတွေနှုတ်ဆက်နေကြပါတယ်ဖခင်ပရီမာနဲ့ဟဲလန်ကိုမိတ်ဆက်ပြီးတော့ ဟာဂင်ကစပါတာကဟယ်လင်လားလို့မေးပြီးတော့ဘာဆက်ကထွန်ရဲ့ဟယ်လင်လို့ပြန်ဖြေလိုက်ပါရီပရီမာကကောလာဟာလာရဲ့တကယ်မှန်သောအကြောင်းပြောကဟယ်လင်ကိုခီးဦးကျူပြီးတော့မိသားစုတွေအားလွမ်းတဲကြပါရီပရီမာကဟယ်လင်ကိုမီနီလေးရဲ့စီကိုပြန်ပို့လိုက်ရင်ဘာဆက်ကစပါတာကိုပြန်လိုက်သွားလိမ့်မယ်လို့ကာတာကိုပြောလိုက်ပါရီပရီမာကစစ်ဖြစ်လာခဲ့ရင်သူလည်းပဲသူတို့မျိုးရိုးကိုရာစုနဲ့နဲ့ချီပြီးတိုက်နေကြပါမယ်မျိုးရိုးကိုမထိုးဖောက်နိုင်ကြအောင်ပြောလာပါရီအကယ်မီနွန်းကသူတို့ထွန်ရိုတိုက်ချင်နေပြီးအကြောင်းပြချက်ရအောင် ဒီတွဲမှာမနိုင်လောက်ကြောင်းတတိပေးပါရီဟာတာကတော့ပါစစ်ရဲ့အယူထားမှုအတွက်သူကစစ်မတိုက်ချင်ကြောင်းပြောလာပါရီဟေလင်ကတော့ပါစစ်ကိုသူ့အတွက်နဲ့စပါတာတွေဟာရွက်လွင့်လာနေပြီဖြစ်ကြောင်းပြောတော့ပါစစ်ကမြင်းဆောင်ကမြင်းနှကောင်ယူပြီးနန်းတော်နဲ့ဝေးရနေရမှာဇမ်းမြုပ်ကြဖို့တအကြံပေးပါရီဟေလင်ကစပါတာဟာသူမရဲ့တိုင်းပြည်မဟုတ်ကြောင်းနဲ့သူမ၁၆နှစ်မှမိဘတွေကပေးစားလိုက်တာအကြောင်းမလို့မင်းဒီလေးရဲ့ဆင်းရဲ့လက်ထပ်လိုက်ရတာဖြစ်ကြောင်းပြောပြလာပါရီ အလင်းကမင်းကြီးလေးရက်ရဲ့အကြောင်းကိုသူသိနေတဲ့အကြောင်းနဲ့သူဟာထွိုင်ကအိမ်ကိုမီးရှို့ပြီးတရင်ချင်းတရင်တက်လိုက်ရှာမှာဖြစ်ကြောင်းဘာစစ်ကိုပြောပြလိုက်ပါတယ်။ဘာစစ်ကမင်းကြီးလေးရက်စီကိုတက်တက်သွားပြီးတော့ဟယ်လင်ယာသူ့ပိုင်ဖြစ်ကြောင်းပြောပြမယ်လို့ပြောပြန်တော့လေဟယ်လင်ကဘာစစ်ကိုငေးပါသေးရဲ့လို့ပြောကနမ်းလိုက်ပါတယ်။ပရီမာကအပိုလိုနမင်းကြီးစီမှာသူ့ရဲ့အတက်ကိုလူထားတာဖြစ်ပြီးအခုချိန်မှလည်းဆူတောင်းနေပါတယ်။နောက်တနေ့မနက်မှာတော့စစ်ပွဲဖြစ်လာမှာကိုဂျိုတင်တွတ်ဆထားတဲ့ထွိုင်မျိုးသူမျိုးသားတွေကစီရေးအတွက်ပြင်ဆင်နေကြပါတယ်။ အတာကတော့သူ့ရဲ့လာသားငယ်ကလေးငယ်ကိုဇနီးတင်နေတူတူချော့မြူနေပါ ರಿ မြို့သူမြို့သားတွေကလည်းစီရီအတွက်တက်ကြွနေကြပြီးတော့ဗဘဲပူရီဟာလည်းလက်နက်တွေကိုများစွာထုရိုက်နေကြတာကြောင့်မလို့အလုပ်တွေရှုပ်နေကြပါ ರಿ ရဲမတ်တွေကလည်းဗဘဲပူရီကလက်နက်တွေကိုနိုင်တလောက်လာရောက်တည်ယူနေကြပါ ರಿ နက်စီယာတွေကလည်းနမင်းကြီးတွေကိုပူဇော်ပသနေကြပါ ರಿ ဂိန်းသမားတွေကအချက်ပေးခေါင်းလောင်းထိုးတံကိုကြားလိုက်ရကြအောင်ဟတာကသူ့ရဲ့အိတ်ခမ်းဆောင်ကနေစပါတာတွေလာနေတာကိုတွေ့လိုက်ရပြီဖြစ်ပြီးတော့ဘာစစ်ကလည်းပဲဒီမြင်ကွင်းကိုလှမ်းတွေ့လိုက်ရပါ ರಿ မြို့ပြင်မှာအလုံးရှုံနေကြတဲ့ရွာသူရွာသားတွေဟာရွာတွေကိုဝင်လာပြီးတော့မြို့တကောက်ကိုပိတ်လိုက်ကြပါတယ်ဂျိုဂျင်တွေကလည်းစပါတာတွေကိုတိုက်ခိုက်ဖို့အတွက်အဆင်သင့်ပြင်တည်ကြပါပြီလေဒီအများကြီးတွေကမှအာချီလိစ်ရဲ့လေကအရင်ဆုံးရှေ့ကိုရောက်လာနေရကြအောင်အဂမ်မင်းတွေဟာအာချီလိစ်ကလူ၅ဆွေနဲ့ထွိုင်ုံသိမ်းပါလားလို့မေးကပြန်လဲခိုင်းနေပါတယ်အာချီလိစ်ကတော့သူ့ရဲ့လူတွေကိုသူ့ရဲ့အမိန့်ကိုနားခံမလားအဂမ်မင်းတွေရဲ့အမိန့်ကိုနားခံမှာလားလို့မေးကတစည်းတဲ့ခြုံထွက်လာခဲ့ပါတယ်ထွိုင်မြို့ထဲမှာတော့လက်နက်တွေကိုဝေချမ်းပေးနေတဲ့ဟာဒါစီကိုတက်တုံကရောက်လာပြီးတော့ မျိုးတကားမှာအားလုံးရောက်နေပြီဖြစ်ကြောင်းပြောပြလာပါရီဟာတာကမျိုးထဲမှာရှိတဲ့အိန္ဒိယလူတွေကိုကွင်းမြင်တနေအောင်စူဝေးစီဖို့ရဲမက်ကိုစီခိုင်းလိုက်ပါရီအာဂျီလက်ကညီဖြစ်သူပက်ထရိုကလပ်ကိုလေဝဆောင်ပြီးတော့နေခဲ့ဖို့ပြောတော့ပက်ထရိုကလပ်ကမကြည်မနဲ့နဲ့ကြံခဲ့ရပါရီဟာတာကတက်ထွက်မိန်ငုံးတွေကိုပြောကြားပြီးတော့ပင်လယ်ဘက်ကိုခြိတက်လာခဲ့ပါပြီအာဂျီလစ်ကလည်းချိန်သေးလို့ရေးရင်ကြပါပါညာဆိုပြီးတော့သူ့ရဲ့လူတွေကိုတွန်းအားပေးနေပါရီချိုဂျန်ဒီကစပါတာတေးမော့ကိုမီးမြိုင်နဲ့ပြစ်ခတ်ကြတာကြောင့်မလို့စပါတာတွေဟာမီးမြိုင်ထိမှန်နေကြပါရီ အာဂျီလီစတိုကလည်းမီးများတွေပြစ်နေတဲ့ဂျားတွေကမှဒိုင်းငါတွေနဲ့ကမ်းအခြေကိုချီတက်လာနေပါပြီ။ပင်လယ်တွေကလမ်းကြည့်နေတဲ့အကန်မေနွန်ကအာဂျီလီစကိုခေါက်သီးပဲလားဆိုပြီးတော့လှမ်းပြောနေပါရီ။အာဂျီလီစတိုကလည်းဒိုင်းပုံစံကာထားပြီးတော့အလုံးလိုက်ကြီးကမ်းဆက်ပေါ်တက်လာခဲ့ကြပါပြီ။စပါတာရီယာထရိုဂျန်တွေရဲ့အနာကိုဒိုင်းနေစုပြီးတော့တက်လာရင်းနဲ့အနာရောက်လာတဲ့အခါမှာတော့လူစုခွဲပြီးတော့ထရိုဂျန်တွေကိုတိုက်ခိုက်ကြပါရီ။အာဂျီလီစရဲ့တက်ဦးဟာထရိုဂျန်ရဲ့တက်ဦးကိုထိုးပေါက်နိုင်ခဲ့တာကြောင့်မလို့နောက်ကလိုက်လာတဲ့စပါတာရီကအာဂျီလီစကိုအားပေးကြပါတယ် ထရိုဂျန်တွေကမြင်းနေနဲ့အနောက်ကနေထက်ရောက်လာကြသလိုစပါတာတွေကလည်းလေတွေကိုအားနေမှန်နဲ့ထည့်ပြီးတော့အရှုံးမပီးနဲ့ကျူးစားလို့អော်ကလှော်ခတ်ချီတက်လာကြပါရီ။ဒါကြောင့်မလို့အေးနေနေတဲ့တအူးကိုကူညီဖို့အတွက်ဟက်တာတက်တုံကိုခေါ်ဆောင်ကကန်းကြီးစီကိုတွားပါရီ။ဒီလိုနဲ့နှစ်ဖက်ကတက်သားတွေကတယောက်နဲ့တယောက်ထိုးကြကြိတ်ကြရိုက်ကြခတ်ကြရင်းနဲ့အလွန်တရာဆက်ပန်းလာတာကြောင့်မလို့ဟက်တာကအားလုံးမျိုးရဲပြောင်းဝင်မှုအတွက်အမိန်ပေးလိုက်ပါရီ။အာဂျီလစ်ကရောအပိုလိုနဲ့ဘုရားအကြောင်းလေးကတွေ့သမျှအရာတွေကိုယူကြဖို့သူ့ရဲ့စပါတာတွေကိုအမိန်ပေးပါရီ။ ဆေးသူကြီးတယောက်ကအပိုလိုနယ်ဘုရားကအားလုံးမြင်နိုင်တာကြောင့်မလို့မစော်ကားတင်ကြောင်းအာချီလိစ်ကိုပြောတော့အာချီလိစ်ကဘာမှပြန်ပြောမနေတော့ပဲအပိုလိုနယ်ဘုရားအယုတ်ကိုဇက်ကနေပြီးတော့ပိုင်းချလိုက်ပါရီမကြခင်မှာပဲဟတာရုနယ်ဘုရားအကြောင်းစီကိုလိုက်လာတဲ့အခါမှာတော့အာချီလိစ်ကတတ်တွန်ကိုလှမ်းနဲ့လှမ်းပြလိုက်ပါရီတတ်တွန်ကြာဆုံးသွားတဲ့အချိန်မှာဟတာရုကလည်းအာချီလိစ်ကိုလှမ်းနဲ့လှမ်းပြလိုက်တယ်လို့အာချီလိစ်ကလည်းဘုရားအကြောင်းတွေကိုဝင်သွားပါရီဟတာရုကဘုရားအကြောင်းတွေကိုဝင်လိုက်တော်တဲ့အခါမှာတော့အာချီလိစ်တို့ကအပိုလိုနယ်ဘုရားရဲ့တမန်တော်ဖုန်းကြီးတွေကိုပါတတ်ထားပါရီ အာဂျီလစ်ကထရိုဂျန်ရဲ့မင်းသားတယောက်ကိုလူမမြင်ကိုရမှာမတက်ချင်ကြောင်းပြောကဘုရားကျောင်းအပြင်ဘက်ကလေတာစီမုံခေါ်သွားခဲ့ပါပြီ။မကြခင်မှာပဲအာဂျီလစ်ရဲ့လူတွေရောက်လာတော့အာဂျီလစ်ကဟတ်တာကိုအိမ်ပြန်ခိုင်းပြီးတော့ဝိုင်လေးပါလေးတော့မိမအောင်နှုတ်ဆက်လိုက်ပါအောင်လို့ပြောလိုက်ပါပြီ။နောက်တနေ့မှတိုက်ဖို့ပြောတာကြောင့်မလို့ဟတ်တာကစစ်ပွဲကိုကလေးကစားနေရမှာမှတ်သလားမသိဘူး။ဘာညာနဲ့ပွားစီပွားစီပြောပြီးတော့ပြန်သွားခဲ့ပါပြီ။စပါတာရီယာထရိုဂျန်ကန်းကြီးကိုတင်ပိုက်နိုင်ခဲ့ပြီးတော့အာဂျီလစ်ကတော့စင်ပေါ်ကနေအောင်ပွဲခံကတသားတွေနှုတ်ဆက်နေပါပြီ။ အာဂျီလစ်ကစကန်ချိုင်းနေရာကိုပြန်ရောက်တော့တမူးကသူ့အရှင်အကြိုက်တွေ့စီမဲ့မင်းကလေးတယောက်ကိုတဲထဲမှာလက်ဆောင်ထည့်ပေးထားလိုက်ပါတယ်။အာဂျီလီကအဲ့ဒီဘရီစီယက်ဆိုတဲ့ကောင်မလေးရဲ့အပြောဆိုနဲ့မှုရဲတဲ့နေကြောင်းမလို့တဝင်းမျိုးနဲ့တယောက်ဖြစ်မှန်သိသွားပါတယ်။စပါတာတွေကထရိုဂျင်ကန်ကြီးမှာအခိုင်မာစကန်ချနေကြပြီးတော့အာဂျီလစ်ကတော့ဘီနေစုပြီးတော့အောင်ပွဲခံတဲ့နေရာသွားပါတယ်။အာဂျီလစ်ရောက်သွားတဲ့အခါမှာတော့အဂမ်မီနွန်ကသူ့ရဲ့စစ်ဘက်ဆိုင်ရာအကြံပေးနက်စတာနဲ့ဇကားတွေပြောနေပါတယ်။ ဆက်ပွဲဆိုတာလူငယ်တွေတေကန်နီးမှာဘဲစစ်သားရဲ့နာမည်မှာကပီးတေမကြံခဲ့ကြောင်းနောက်တနေ့မှာထွိုင်းတမျိုးလုံးရဲ့နေရာအနှံ့မှာအဂမ်မီနွန်ဆိုတဲ့လူရဲ့အယုတ်တွေကိုထွင်းထူပြီးတော့အာချီလီစီရဲ့နာမည်ကတော့သဲပေါ်မှာရေးလိုက်တယ်လို့ပြောပြသွားမှာဖြစ်ကြောင်းပြောလာပါတယ်။မကြခင်မှာဘရီစီယက်ကိုရေးမနှစ်ယောက်ကဖမ်းခေါ်လာတဲ့အခါမှာတော့အာချီလီစ်ကကောင်မလေးကိုလွှတ်လိုက်ဆိုပြီးတော့ဘရင်အဂမ်မီနွန်နဲ့လူးကြပါတယ်။ဘရီစီယက်ကသူ့အတွက်လူတွေထပ်ပြီးတော့မတက်ကြပါလေလို့ပြောပြီးတားဆီးတဲ့အခါမှာအဂမ်မီနွန်ကသူရဲ့ကောင်းကိုလည်းစမူသာနဲ့တွေးမှငြိမ်သွားတယ်လို့အဂမ်မီနွန်ထပြောပါတယ်။ တင်ရသူရေချိုးပေးလို့ပြောကဒါလေးကစစ်ပွဲရပေးရလက်ဆောင်ဆိုပြီးတော့ Brazilius ကိုခေါ်ထားလိုက်တာကြောင့် Achilles လည်းပဲ free တွေကိုွေးပြီးတော့ပြန်သွားခဲ့ရပါတယ်။ကြာဆုံးသွားတဲ့စစ်သည်တော်တွေကိုမီးရှို့တဲ့ပွဲမှာနီလာကန်ကျင်းပါပြီးတော့စစ်သူကြီးဂလေးစီရဲ့နဲ့ဘရင်ပရီမာရောပွားစီပွားစီဖြစ်နေကြကဂလေးစီရဲ့ကလူငယ်တွေရွာစီထိုးမှုကြောင့်ပြည်သူတွေတေဆုံးရပြီလို့ပြောတာကိုပရီမာကစစ်ပွဲဖြစ်လာရင်တော့ယောက်ျားတွေကတေးပြီးမိန်းမတွေကအတင်းမရင်းချင်းခံရမှာပဲဆိုပြီးတော့ပြန်ပတ်နေတာဖြစ်ပါရီ။ ဟတာကသူကနေဖီးယားအယုတ်ကိုခေါင်းဖြတ်ခဲ့တဲ့ဂရီတကောင်နဲ့ဆုံခဲ့ပြီးတော့နေဖီးယားသူ့ကိုဘာမှအပြစ်မလုပ်ကြောင်းလည်းပြန်ပြောပါရီညာတော့ဖာကင်ဘရီမာကပါစစ်ကိုဘိုးဘွားပိုင်ဖြစ်တဲ့ထွိုင်ကိုတီးဆောက်ခဲ့တဲ့ဓာတ်တလက်ကိုဒီတိုက်ပွဲတွေ့ပေးရလိုက်ပါရီဟတာကတော့ဇနီးဖြစ်သူကိုနှုတ်ဆက်နေပြီးတော့ဇနီးဖြစ်သူကလည်းနောက်တနေ့တရက်လောက်စစ်တိုက်မထွက်ဖို့အတွက်တောင်းဆိုနေပြီမဲ့ဟတာကတော့လက်မခံပဲရှိပါရီဟေလင်ကသူမကြောင့်ဖြစ်ပေါ်လာတဲ့စစ်ပွဲကိုတားဆီးဖို့အတွက်သူမရှိမှဖြစ်မယ်ဆိုတဲ့အတွေးကြောင့်မလို့ထွက်ပြေးဖို့ကြိုးစားရမှာဟတာနဲ့တုံးမိသွားပါရီ အဲလင်ကသူသားမီနီလီယက်စီကိုပြန်သွားရင်ဒီကိစ္စပြီးပြီလို့ပြောတော့ဟတာကအာနာအတွက်တိုက်လာတဲ့အကံမင်းရွယ်ကတော့ဒီကိစ္စကိုလက်ခံမှာမဟုတ်ကြောင်းဖြောင်းပြလိုက်ပါရီနောက်တနေ့မနေ့စစ်ထွက်ချိန်မှာဗဇရဲရောက်ခံဒီစမူစာကလူစားခံလိုက်ရအောင်မလို့ဘူနေတဲ့အာချီလစ်ကပက်ထရိုကလပ်တို့စစ်ထွက်ကြဖို့အတွက်လာခေါ်တဲ့ချိန်မှာမလိုက်ပဲနေခဲ့ပြီလို့ပြောပါရီအာချီလစ်ကညီဖြစ်သူပက်ထရိုကလပ်ကိုလူတက်ဖို့အရန်တန်နေသလားလို့မေးကသူဟာညံ့ညတူတက်ခဲ့တဲ့လူပေါင်းများစွာရဲ့မျက်နှာတွေကိုမြင်နေရပြီးတော့မြစ်တစ်ဖက်ကအနေနဲ့လမ်းခေါ်နေရအောင်မလို့ အေးပြားပေါင်းများပြီလို့ညီဖြစ်သူကိုပြောပါတယ်။နောက်တနေ့မနက်မှာတော့စစ်ပွဲအတွေ့အကြုံပထမဆုံးဖြစ်တဲ့ပါစစ်ကိုအကိုဖြစ်သူဟတ်တာကစိတ်မပိုင်ရင်အိရာရဲပြန်သွားလို့ရကြောင်းပြောတော့ပါစစ်ကဒီစင်မီကိုသူကမှွေးခဲ့တာဖြစ်ကြောင်းပြန်ပြောပါတယ်။နမ်းမြေမျိုးစင်ပေါ်မှာတော့စစ်ပွဲကိုကြည့်ပြီးကနာမငိန်ဖြစ်နေတဲ့ဟဲလင်းကိုသူ့ရဲ့ဘေးနောက်ခေါ်ထိုင်ခိုင်းကသူ့ကိုခမီးတော်လို့ခေါ်လို့ရကြောင်းခွင့်ပြုနှစ်သိမ့်ပေးလိုက်ပါတယ်။မကြခင်မှာပဲစပါတာနဲ့ထရိုဂျင်စစ်တပ်ကကမ်းခြေတောင်မြေမှာထိတ်တိုက်ရင်ဆိုင်ကြပါပြီ။ အဲ့ဒီမှာခြေတင်စကားပြောကြပြီးပါရှက်ကတခြားသူတွေအတွက်အသက်အန္တရာယ်မထိခိုက်ရအောင်သူတို့နှစ်ယောက်ရဲ့ပြဿနာကိုသူတို့ချင်းရှင်းချဖို့မီနီလေးယက်စ်ကိုစိန်ခေါ်လိုက်ပါရီမီနီလေးယက်စ်ကလည်းပါရှက်တီရာကိုဟယ်လင်မြင်စေရမယ်လို့ပြောကတိုက်ခိုက်ကြဖို့အတွက်လက်ခံလိုက်ပါရီအကယ်မီနွန်ကတော့သူ့ရဲ့ Greek City ဒီအားကိုးနဲ့ထိုင်ကိုတင်းကျင်ပေမဲ့ညီပြည့်သူရဲ့သဘောကသူဟာပါရှက်ကိုတတ်ပြီးရတယ်အကူနဲ့စစ်တပ်ကထိုင်ကိုဝင်သိမ်းမှုပြောတာကြောင့်လက်ခံလိုက်ရပါရီ ဒီလိုနဲ့ Bomis နဲ့ Mini Layers ကစစ်တပ်နှစ်တပ်ရဲ့အလဲမှာအသေးကြီးချကြပါပြီ။ဒါမဲ့လည်း Mini Layers ကစေရေးအတွက်အတွေ့အကြုံများသူဖြစ်တာကြောင့်မလို့ Bashik ကကြာရှည်ပွဲတောက်မခံနိုင်မင်းနဲ့ထွက်ပြေးရကအကိုပြည့်သူ Hatter ကိုတားမရတော့ဘူးတားမရတော့လို့ပြောပြီးတော့ကုညီတောင်းက6ကိုဖတ်ထားလိုက်ပါပြီ။ Mini Layers ကလည်းဂရိမတီးတဲ့ Trojan လေးလို့ပြောပြီးတော့ Bashik ကိုတတ်ဖို့အနောက်ကိုကတ်လာတဲ့အချိန်မှာ Hatter က Mini Layers ရဲ့ရင်ဝကိုသူ့ရဲ့လက်သုံးတော်ဓာတ်နဲ့တဆုံးထိုးချလိုက်ပါပြီ။ အဂမ်မီနန်ကလည်းဂရီမဒီရဲ့ထရိုဂျန်တွေကိုတပ်ဖို့အတွက်အမိန်ပေးတာစစ်ပွဲကိုစတင်လိုက်ပါ ore အဲဒါကမြင်းနှကောင်ဒုံဆိုင်မောင်းလာပြီးပါစစ်ကိုကယ်တင်လိုက်ပါ ore ထရိုဂျန်တွေကခံစစ်နေနေရှိနေပြီးတော့စပါတာတွေကအရှိန်အဟုန်နဲ့ထိုးစစ်ဆင်လာပါ ore ထရိုဂျန်တွေကလည်းမြူယိုးတွေပေါ်ကနေပြီးတော့လေးကြီးများရင်လည်းပြစ်ခတ်နေကြပါ ore ဂရီတွေကလည်းထရိုဂျန်တွေရဲ့မြားချက်တွေအောက်မှာအသက်တွေပျောက်ကုန်ကြပါ ore ဂရီတွေကလူတိုင်းဂျူလီကတော့ထရိုဂျန်တွေကိုတယောက်ပြီးတယောက်ထုချိန်နေပါ ore ဒါအောင်မြင်တွေ့သွားတဲ့ဟက်တာကဂျူလီစီကိုမြင်းနဲ့သွားပြီးတော့လှမ်းနဲ့ထိုးတော့ ူတွေကဒိုင်းနဲ့ကားပြီးတော့ရိုက်ချလိုက်တာအကြောင်းမလို့ဟတ်တာကပြုတ်ကျသွားကမြေပြင်မှာနှစ်ယောက်သားကတိုက်ခိုက်ကြပါတယ်။ဟတ်တာကဂျူလီရဲ့ဒိန်းဘုတ်အောက်မှာလူလဲခံနေရပါတယ်။နောက်ဆုံးတစ်ချက်ဂျူလီအထုမှာဟတ်တာကဒိုင်းနဲ့ကားကငြိမ်နေလိုက်ပါတယ်။ဂျူလီကဒိုင်းကိုဖယ်ကြည့်လိုက်တော့မှဟတ်တာကလှန်နဲ့ပိန်ထိုးလိုက်တာအကြောင်းမလို့ဂျူလီကလှန်တန်းလန်းဖြစ်သွားရပါပြီ။ဂျူလီယာလန်နံချိုးပြီးအဲဒီလန်ယိုးနဲ့ဟတ်တာကိုရိုက်ချိန်မှာပဲဟတ်တာကဂျူလီရဲ့ဘိုက်ထဲကိုဓားသွားတဆုံထည့်ပေးလိုက်ပါတယ်ဒီမြင်ခွင့်ဟာဟတ်တာရဲ့ဖခင်နဲ့ဇနီးကိုငိုမလိုလိုရီမလိုလိုဖြစ်ရစေပါတယ် ရေဒါတွေကလည်းပင်လယ်ဘက်ကနေပြီးတော့ရေလိုင်းလိုမျိုးတက်လာနေသလိုဒရိုဂျန်တွေကလည်းရေကာတာလိုမျိုးဓာစီထားပါတယ်စစ်သူကြီးကတက်ဆုပ်သိမိဖြစ်ကြောင်းပြောနေပေမဲ့အကယ်မီနွန်ကတော့သူ့ရဲ့တက်ကစစ်ရှုံးနေရလားလို့ပြန်မေးလိုက်ပါတယ်နောက်ဆုံးမတက်တာတော့ရဲ့အချိန်မှာတော့ဂရီတတာအားလုံးကစကန်းချရာစီကိုပြန်လဲဆုတ်ခွာလိုက်ရပါပြီဂရီမာနဲ့ချွေးမတော်နှစ်ယောက်တက်ကတော့ဒီမြင်ကွင်းဟာထိမရနိုင်လောက်အောင်ပြုံးသွားစေခဲ့ပါတယ်ဂရီတတာဟာပြန်လဲဆုတ်ခွာလာခြင်းမှာနောက်ကလိုက်လာတဲ့ထရိုဂျန်တွေကိုမျှရင်နဲ့ပြစ်ကဟန်တာထားကြပါတယ် ဒိုဂျန်တပ်သားတွေကလည်းမြို့ရိုးအတွင်းဘက်ကိုပြန်လည်ပြီးတော့ဆုတ်ခွာသွားကြရပါတယ်။ညရောက်တဲ့အခါမှာတော့မီနီလီယက်စ်အပါဝင်အကြီးပါသူတို့ချို့မီးရှို့ပြီးတော့တကြိုကြပါတယ်။ ORCS Nesta နဲ့ Agamemnon တို့သုံးယောက်ကဆွေးနွေးတိုင်ပင်ကြရင်ね Agamemnon ကနောက်တနည်းမနက်မှာသူပြန်သွားပြီလို့ထင်နေအောင်ပြောတော့ Nesta ကပြန်လဲပြန်သိနေလို့ပြောပါတယ် Odysseus ကတော့ Greek ရဲ့အားလုံးက Minilius အတွက်ဖြစ်ရတဲ့စစ်ပွဲလို့ထင်နေရာကအခုတော့တမျိုးပြောင်းသွားက Minilius အကြောင်းမရှိတော့ကြောင်ပြောလာပါတယ် အကမ်မီရန်ကလည်းသူ့ရဲ့ညီတော်ကိုစော်ကားတယ်လို့ပြောကဒေါသထွက်နေပါတယ်။နက်ဆာကလည်းအခုချိန်လှည့်ပြန်ရင်ဂရီးရဲ့ယုံကြည်ကိုးစားမှုတွေရော့ကျလာနိုင်ပြီးထိုးချန်တွေကလည်းသူတို့ကလွယ်လွယ်နဲ့အနိုင်ရခဲ့တယ်လို့ထင်သွားနိုင်ကြောင်းပြောလာပါတယ်။ Orisius ကအကမ်မီရန်ကိုအာချီလီစ်နဲ့ရှင်နေရကြောင်းမလို့စစ်ရှုံးရတာဖြစ်ကြောင်းပြောလာပါတယ်။အကမ်မီရန်ကအာချီလီစ်ဆိုတာကတကောင်နေပါလို့ပြောတော့ Orisius ကဟတ်တာဆိုတာလည်းတကောင်နေပဲလို့ပြန်ပြောလိုက်ပါတယ်။ ရီဒါတာတချို့ကတော့အဂန်မင်နွယ်ရဲ့ပန်တော်ကြအပြူစင်ဝိယုံနဲ့ဘရီစီယက်ကိုခေါ်လာပြီးတော့ဘောလုံးပုံနေကြပါရည်။သူတို့ကဘရီစီယက်ကိုဒီညအပီပွဲတော်တင်မှာဖြစ်တာကြောင့်မလို့အပြူစင်ဝိယုံကိုချုပ်ပေးမယ်လို့ပြောလိုက်ပါရည်။အဲဒီအချိန်မှာပဲဘရီစီယက်ရဲ့လက်ကိုအများပိုင်းတစိမ့်တုံးထူဖို့ကြိုးစားနေတဲ့ရဲမတ်ကိုအာချီလီကထိုးကျိတ်ပြီးတော့အဲ့လူရဲ့လေပင်းမှာတစိမ့်တုံးထူပေးလိုက်ပါရည်။အာချီလီကဘရီစီယက်ကိုပွေးချီသွားပြီးတော့သူ့ရဲ့ရွက်ပြင်တဲတွေကိုခေါ်သွားကအကူကြီးကညီမလေးကိုလက်ဖျားနေတော့မတို့ပါဘူးလို့ဘာဘူးလို့ပြောပြီးတော့အဲ့ရပေါ်ပြစ်တင်လိုက်ပါရည်။ ဘရီစီယာနဲ့အာဂျီလီတို့ကတယောက်ဘဝတယောက်နားလေတဲ့အထိစကားတွေပြောကအိပ်ပျော်သွားခဲ့ကြပါရဲ့ညလေလောက်ရောက်တော့ဘရီစီယာကအာဂျီလီရဲ့လေပင်းကိုဓာတ်တင်ပြီးတတ်ဖို့ကြိုးစားရကြမလို့အာဂျီလီကသူ့ကိုတတ်လိုက်ဖို့အတွက်ပြောပါရဲ့ဒီလိုနဲ့အပေါ်ကနေဓာတ်နဲ့မိုးထားတဲ့ဘရီစီယာကိုအာဂျီလီကအောက်ဘက်ကိုပို့လိုက်ပြီးတော့ကူချီကူချီလောလိုက်ရကြအောင်မလို့ဘရီစီယက်ကလည်းရှိသေးနည်းနည်းလောက်ကြွေးပအောင်လို့အော်နေနဲ့အိပ်ပျော်သွားခဲ့ပါရည်။နောက်တနေ့မှာတော့အော်ဒီစီယက်ရောက်လာပြီးတော့အဂမ်မင်နော်နဲ့အာချီလီစတူရဲ့ဂျာကအဖုထက်ကိုကော်ဘက်လာစားပေးပါရည်။ ။အာဂျီလီစ်ကတော့ဂျိန်နဲ့မနေဘဲနဲ့နောက်တနေ့မိုးလင်းရင်ပြန်တော့မယ်လို့ပက်ထရိုကလပ်ကိုပြောပါရီ။ပက်ထရိုကလပ်ကအသက်ခံခဲ့ရတဲ့ဂရီတွေအတွက်မပြန်နိုင်သေးကြောင်းနဲ့အဂမ်မင်နွေရဲ့ကြာဆုံးမှုကိုမြင်ချင်ယုံနေတော့ဂရီတွေကိုမစရီးတင်ကြောင်းဒေါသထွက်တဲ့အတန်နဲ့ပြောပါရီ။နောက်တနေ့မှာတော့တချို့ဂရီတွေပြန်ကြဖို့တပြင်းစင်နေကြပြီ။တချို့ကဆက်လက်ပြီးတော့တိုက်ပွဲဝင်မှုတက်ဆုံးဖြတ်ခဲ့ကြတာကိုဟတာရိုကအသာလေးကြည့်နေဖို့တအကြံရခဲ့ပါရီ။ဘရေးဇီးယားနဲ့အာစီလီတို့ကတော့တခါပြင်းနေမဟုတ်ပဲအိယာတွေကမထွက်နိုင်အောင်ရှလူးရှလုတ်ဘလူးဘလူးလုံနေကြပါရီ ထရိုဂျန်တို့ကတော့ပင်မမိအိပ်ပျော်နေတဲ့ဂရီတွေကိုအခွင့်ကောင်းယူပြီးတော့မီးလုံးနေနဲ့လိမ့်ချလိုက်တာအကြောင်းမလို့ဂရီတွေကဖြူပြဲဖြစ်ကုန်ကြပါပြီ။နောက်တနေ့မနက်လေးမှာတော့ဖြူပြဲပြစ်သွားတဲ့ဂရီတွေစီကိုထရိုဂျန်တွေကဒိုင်းတွေကိုထုရိုက်ပြီးတော့ညာတံဘေးကခြိတက်လာကြပါပြီ။မကြခင်မှာပဲပြန်လဲထွက်ခွာဖို့အတွက်ပြင်ဆင်နေတဲ့အာဂျီလီစီရဲ့တက်တွေကစစ်မြေပြင်ကိုပြန်ရောက်လာကြတာကိုအော်ဒီစီရဲ့ကမြင်လိုက်ပါပြီ။ဟက်တာကလည်းအာဂျီလီစီကိုအပြေးသွားပြီးတော့တိုက်ခိုက်ထိုးခုတ်ရာအာဂျီလီစီကလည်းပဲလေပြင်းကိုထိသွားပြီးတော့လဲကြသွားပါပြီ။ ဟက်တာကအုတ်ထုတ်ကိုသွားချလိုက်တဲ့အခါမှာတော့တေဆုံးသူကအာချီလီစ်မဟုတ်ဘဲနဲ့ညီဖြစ်သူပက်ထရိုကလပ်ဖြစ်နေကြောင်းသိလိုက်ရပါတယ်။လက်ရည်မတူဘဲရှင်ပြိုင်ခင်းမိတဲ့ဟက်တာကလည်းသူ့ကိုယ်သူခွင့်မလွတ်နိုင်ခဲ့ပေမဲ့ပက်ထရိုကလပ်ခံစားနေရတာကိုမကြည့်ရနိုင်သလိုအသက်မရှင်မှန်းလည်းသိလိုက်ရတာကြောင့်မလို့တနာပြီးတော့ဓာတ်နဲ့အားကုန်ထိုးသက်လိုက်ရပါတော့။ဒီအကြောင်းကိုစစ်သူကြီးကလာပြောတဲ့အခါမှာတော့အာချီလီစ်က "तू မပါဘဲသူ့စစ်တပ်ကိုခေါ်သွားရလို့ဆွဆွဲတော့"စစ်သူကြီးက"သူဟာပက်ထရိုကလပ်ကိုအာချီလီယာဥဆောင်တယ်လို့ထင်မှတ်သွားမိတယ်လို့တောင်းပန်လိုက်ပါတယ်။ ာဂျီလစ်ကစစ်သူကြီးကိုဒေါသထွက်ပြီးတော့တပ်ဖို့ကြိုးစားနေရာကြောင်းဘရီစီယက်ကတားဆီးတဲ့အခါမှာနှစ်ယောက်စလုံးကိုဒေါသနဲ့တုံ့ပြန်လိုက်ပါတယ်။အတာကသူ့ရဲ့ဇနီးကိုလှုပ်ဝက်လမ်းတစ်ခုပြပေးပြီးတော့သူတေလို့ထွိုင်းကကြာဆုံးခဲ့မယ်ဆိုရင်တော့အဲ့ဒီလမ်းပြေးဖို့မှားချနေပါတယ်။အာဂျီလစ်ကဘက်ထရိုကလပ်ရဲ့အလောင်းကိုညာရင်းချင်းတကြိုလိုက်ပါတယ်။ပါစစ်ကတော့နင်းနင်းညံ့ညံ့များပြစ်လေးချင်နေပါတယ်။အာဂျီလစ်ကတန်ချက်ကအင်ညူဝစ်ပြီးတော့မြင်းလင်းနဲ့ထွက်လာပါတယ်။ဒါအောင်ကြိုသိနေတဲ့ဟက်တာကလည်းတန်ချက်ကအင်ညူဝစ်ပြီးတော့အာဂျီလစ်ကိုစောင့်နေပါတယ်။ အာဂျီလစ်ကထရိုင်မိုးထီသွားပြီးတော့ဟက်တာကိုစိန်ခေါ်ရာကြောင့်ဟက်တာကဇနီးနဲ့ကလေးကိုနှုတ်ဆက်ပြီးတော့အာဂျီလစ်စီကိုသွားကထိုးတက်ကြပါတယ်။အာဂျီလစ်ကသူ့ကိုထိုးတက်လာတဲ့လန်နဲ့ဟက်တာရဲ့ပခုံးကိုထိုးချလိုက်ပြီးတော့ဘိုးဝါပိုင်ဓာတ်နဲ့ဟက်တာရဲ့ရင်ဝါကိုထိုးချလိုက်ပါတယ်။အာဂျီလစ်ကဟက်တာရဲ့အလောင်းကိုခြေောက်ကဂျိုးနဲ့ချီပြီးတော့ခေါ်သွားတဲ့အချိန်မှာဟက်တာရဲ့ဇနီးကကြေကွဲပြီးတော့ဂျန်ရိတ်ခဲ့ပါတယ်။ပရီမာကတော့သူ့အလွန်အားကိုးရတဲ့တာအေးဖြစ်သူဟက်တာအတွက်အလွန်စိတ်ထိခိုက်ကြေကွဲကလဲကျသွားပါတယ်။ အာဂျီလစ်ကဟတ်ဒါရဲ့အလောင်းကိုသူ့ရဲ့စခန်းစီကိုယူဆောင်သွားပါတယ်။အခန်းထဲမှာရှိနေတဲ့ဘရီစီယက်ကတော့ခြေကွင်းငိုကြွေးနေပါတော့လေ။ညဘက်မှာအာဂျီလစ်ကဓားထိုင်သွေးနေပြီးဘရီစီယက်ကလည်းဘေးနားမှာထိုင်နေတဲ့အချိန်မှာပရီမာကရောက်လာပြီးတော့အာဂျီလစ်ရဲ့လက်ကိုနမ်းရှုပ်ကဂုံပြူရင်းနဲ့သူ့သားရဲ့အလောင်းကိုလာရောက်ပြီးတော့တောင်းခံပါတယ်။အာဂျီလစ်ကဘရီစီယက်ကိုဆွဲကြိုးတကုံလက်ဆောင်ပေးနဲ့ပြန်လွတ်ပေးလိုက်ပါတယ်။ပရီမာကိုလည်းအပြန်ခီးမှဘသူမှမနှောက်ယှက်စေရအောင်လည်းကြေးပေးလိုက်ပါတယ်။ အကမ်းမင်းနှံက RC Lease နဲ့ Brain မှာစနေရတတိငင်းချမ်းယူသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါက်ကွဲလို့နေပါတယ်။အကမ်းမင်းနှံကဒီအချိန်မှာ Trojan တွေရဲ့စစ်ကောင်းဆောင်လည်းမရှိတော့တာကြောင့်ဒီအချိန် Train ကိုဝင်ရောက်တိုက်ခိုက်မယ်ဆိုရင်တော့အခွင့်ကောင်းဖြစ်နိုင်ကြောင်းလက်အောက်ခံဘီရင်တွေကိုစူပူနေပါတယ်။ဘီရင်တစ်ပါးကတော့စစ်ကောင်းဆောင်မရှိတော့ပေမဲ့ဆယ်စုနှစ်ပေါင်းများစွာမှာ Train မျိုးရိုးကိုဖြိုချနိုင်သူမရှိသေးကြောင်းပြောလာပါတယ်။အကမ်းမင်းနှံလည်းပဲသူ့ရဲ့စစ်သား၄000ကုန်သွားစမ်းပါစေ။ Train မျိုးရိုးကိုဖြိုမယ်လို့ပြောနေပါတယ်။ ဒရိုင်မျိုးထဲမှာတော့ဟက်တာရဲ့ဇာပနာပွဲကိုစီကားတက်မြိုက်စွာကျင်းပနေကြပါတယ်။ဂရီဒူရဲ့စခန်းမှာအော်ဒီစီယက်ကသူ့ရဲ့စစ်သားတယောက်ကဝက်တချအသားနဲ့မြင်းဦးကလေးကိုထွေးနေအောင်တီးတီးချာချာကြည့်ပြီးတော့ချီးကျူးနေပါတယ်။စစ်သားကအိမ်ပြန်သားအတွက်လက်ဆောင်ဖြည့်ချောင်းပြောနေပါတယ်။ညယောက်ကျော်အော်ဒီစီယက်ကသူ့ရဲ့စစ်တီရော်ရင်နဲ့အလုရှုံနေတော့အကဲမင်းနွမ်ကရောက်လာကသူ့တွေကိုဖိတ်ပြီးဝင်းမလေးတွေကိုညအစာဖိတ်ကျူးတဲ့နီးကိုတီးသွားတာဖြစ်ကြောင်းလာပြောပါတယ်။အကယ်မီနွမ်ကတော့စစ်သူကြီးဦးဒိုရက်အပေါ်မှာစိတ်လိုက်မှန်မှလောက်ခဲ့မှုအတွက်လာရောက်ပြီးတော့တောင်းပန်ပါတယ်။ အာဂျီလစ်ကအူဒူရက်ကိုသူ့ရဲ့စစ်တီတော်တွေကိုပြန်ခေါ်သွားဖို့ပြောတော့အူဒူရက်ကသူလည်းပဲအာဂျီလစ်ရဲ့ဘေးကနေအတူတူတိုက်ချင်တယ်လို့ပြောပေမဲ့အာဂျီလစ်ကဒါအမိတ်မယ်လို့ပြောပါတယ်။နောက်တစ်နေ့မှာတော့ကန်ဂျီတလျှောက်မှာပလေယောဂါနဲ့လဲကြသေးဆုံးနေတဲ့အလောင်းတွေကိုသာတွေ့ရပါတယ်။နက်ဆီယာကတော့ဒါရီဟာအပိုလိုနမင်းကြီးကအချိန်ကြာလို့ဒဏ်ခတ်တဲ့အချိန်ကိုရောက်လာခဲ့ပြီလို့ပြောပါတယ်။ဘရီမာကအလောင်းတွေကိုမထီကြမကင်ကြဖို့ပြောပြီးတော့ဘေးဘီကိုကြီးလိုက်တဲ့အခါမှာအလွန်တရာကြီးမားတဲ့မြင်းယိုကြီးကိုတွေ့ရပါတယ်။ နက်စရာကဒါဟာမိုးစီတို့ပင်လယ်ဆောင်နမင်းကြီးကသူတို့အတွက်လက်ဆောင်ပေးလာတာဖြစ်ကြောင်းပြောပါတယ်။တခြားဘုံကြီးတယောက်ကလည်းဒီမြင်းဦးကြီးကိုပိုစီတိုနဲ့ကုန်းစီကိုတဲဆောင်သွားတင်ကြောင်းပြောလာပါတယ်။ပါစစ်ကတော့ဒီအယုတ်ကိုကန်းဆက်မှာပဲမီးရှို့ပစ်တင်ကြောင်းပြောပါတယ်။ဘရမဟာတားဖြစ်သူပါစစ်ရဲ့ဇကောင်းမျက်ွယ်ပြူကနက်စရာရဲ့ဇကောင်းကိုလက်ခံပြီးတော့အလွန်ကြီးမားတဲ့မြင်းဦးကြီးကိုလူရင်းအများစွာတုံးပြီး try မျိုးတွေကပိုစီတိုနဲ့ကုန်းစီကိုတဲလာခဲ့ကြပါတယ်။စစ်တီတော်တွေကလည်းမျိုးလေကောင်းမှလေပတ်ပြီးတော့အောင်မွေးခံနေကြပါတယ်။ ဘာဆက်ကသူရဲ့အင်ရှိမင်းသားဒေဆုံးမှုကိုမေ့ပြီးတော့ပြောနေကြတယ်လို့ပြောတော့ဟေလင်က အင်ရှိမင်းသားဘာဆက်ဖြစ်ကြောင်းဘာဆက်ကိုသတိပေးပါရီခွေးလေးတကောင်ကတော့စစ်မြေပြင်မှာသူ့ရဲ့တခင်ကိုလိုက်ရှာရင်းနဲ့ဒေဆုံးနေတဲ့တခင်ကိုတွေးရှိသွားပါရီထရိုဂျန်ကင်းသမားတယောက်ကပဝင်းညင်ကိုကင်းလေရင်းနဲ့တောက်ကဘာမြေခွေတနေရာမှာဂရီရီရဲ့လေအဆုလိုက်အပြုံလိုက်ရထားတာကိုတွေ့လိုက်ရချိန်မှာပဲညာတစင်းကကင်းသမားကိုဇီဝင်ချွေလိုက်ပါရီညာဟုတ်တဲ့အခါမှာတော့ Odyssey ရဲ့ဦးဆောင်တဲ့တပ်ဖွဲ့ကမြင်းကိုကြီးတဲ့ကနေဂျိုးတွေကိုချပြီးတော့ဆင်းလာပါရီ သူတွေကမြို့တွေကိုဖျန်းချက်ဝင်သွားကြပြီးတော့ဝင်ရောက်စီးနှင်ကဂိမ်းသမိုင်းနဲ့နှီးချက်ရာထရိုဂျန်တွေကိုထိုးတက်ပြီးတော့ဂိတ်တကောက်အဖွင့်ကအပြင်ဘက်ကဂရီတွေကိုမီးတုံးနဲ့အချက်ပြလိုက်ပါတယ်။ဂရီတွေက try mute တွေကိုအလုံးရင်းနဲ့ဝင်ရောက်လာကြပြီးယောက်ျားတွေကိုတက်မိန်းမတွေကိုအတင်းကျင့်ကလေးတွေကိုလည်းမီးတဲ့ပြစ်ထဲကရဲရဆက်ဆက်တိုက်ခိုက်ကြပါတယ်။ Brainmar ကတော့မီးလောင်တွေရဲ့ try mute ကြီးကိုကြေကွဲဝမ်းနေစွာနဲ့ပဲငေးကြည့်နေရပါတယ်။အချီလီကတော့ Brisius ဘဲမှာလဲဆိုတာကို Trojan စစ်သားတွေကိုတိုက်ခိုက်နေနေမေးနေပါတယ်။ Pasic ကတော့မီးဖြစ်သူဖခင်နဲ့ တခြားနန်းတွင်းသားတွေကိုလိုအပ်လမ်းအနေပြေးစီပြီးလူငယ်တယောက်ကိုနန်းသုံးထောက်အပ်ပြီးစောင့်ရှောက်ဖို့တက်ထည့်ပေးလိုက်ပါတယ်။ဘာဆက်ကတော့ဘရီဇီယက်ကိုလိုက်လံရှာဖွေဖို့တက်ကြံရည်နေခဲ့ပါတယ်။အဂမင်းနွန်ကတော့ဖျားเจ้าတွေကိုဖျက်စီးကဖုံးတော်ယူလဲတက်ပစ်လိုက်ပါတယ်။အဂမင်းနွန်ကနဖျားเจ้าမှာရှိနေတဲ့ဘရီဇီယက်ကိုမိသွားပြီးထရိုဂျန်မင်းသမီးကသူ့နောက်ကိုလိုက်ပြီးမေစီနီနန်းတော်ကြီးမှာကြမ်းတိုက်ရမယ်။ညာရောက်ရင်တော့သဘောရှိလို့ပြောနေတော့မှဘရီဇီယက်ကအဂမင်းနွန်ရဲ့လေပင်ကိုဓားဆိုင်ချလိုက်ပါတယ်။ အဲဒီအချိန်မှာပဲအာဂျီလစ်ကရောက်လာပြီးတော့လဲကြနေတဲ့ဘရီစီယက်ကိုပြေးပွေထားတော့မှပါစစ်ကရောက်လာပါတယ်။ပါစစ်ကဘရီစီယက်ကိုမြားနဲ့ထိန်ထားလိုက်ခြင်းမှာဘရီစီယက်ကသူ့ရဲ့မောင်ကိုတားဆီးပေမဲ့ပါစစ်ကနားမထောင်ပဲအာဂျီလစ်ရဲ့တကောက်ကျော်ကိုပြစ်ထည့်လိုက်ပါတယ်။ဘရီစီယက်တားဆီးနေတဲ့ကြားကပါစစ်ဟာအာဂျီလစ်ရဲ့ရင်မက်ကိုမြားရင်နဲ့ဇက်တိုက်ပြစ်ချလိုက်ပါတယ်။ဘရီစီယက်ကအာဂျီလစ်ကိုပြေးပွေကအနမ်းနဲ့ချွေးနေပြီးအာဂျီလစ်ကမင်းနဲ့တွေ့မှငါဘွားငြင်းချမ်းခဲ့တာပါဘာညာနဲ့ပြောနေပါတယ်။ ထိုင်းအားကြာဆုံးသွားပြီဖြစ်တာကြောင့်ပြေးတော်လို့ RG Lease ကဘရီစီယက်ကိုပြောပါရယ်။ဘာစစ်ကလည်းသူနှမဘရီစီယက်ကိုလာခေါ်ကလှုပ်ဝက်လမ်းတိုင်းထွက်ပြေးကြပါရယ်။ RG Lease ကြာဆုံးသွားတဲ့အချိန်မှာ Odyssey တို့ကရောက်လာခဲ့ပါရယ်။ညောင်းတဲ့အခါမှာတော့ Odyssey ကစစ်သူရဲကောင်း RG Lease ကိုမိသူကိုပေးလိုက်ရင်ဇလန်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါရယ်ခင်ဗျာ။